လူတွေကို၄မျိုးခွဲလိုက်တယ်တချို့ကပေးတာကဏ္ဍကြိုက်တဲ့လူရှိတယ်အဲ့ဒီလူပေးတာကဏ္ဍကြိုက်တဲ့လူဥစားပေးပြီးတော့ပေးကမ်းတယ်ပေါ့အဲ့ဒီနည်းနဲ့စည်းုံးတယ်တချို့လူတွေကပေးတာကဏ္ဍကိုသိပြီးတော့တံမိုးမထားဘူးစကားပြောရင်မာမာပြောရင်ဟာလာမကြိုက်ဘူးချိုချိုသာသာပြောမှကြိုက်တဲ့လူမျိုးじゃတော့ချိုချိုသာသာပြောပြီးတော့စည်းုံးတယ်ပေါ့ အေးတချို့ကပေးတာကန်းတာလည်းအဓိကမထားဘူးချိုးချိုးသားသားပြောတာလည်းအဓိကမထားဘူးကိစ္စဝိစ္စရှိလို့ရှိရင်ဝိုင်းကူလုပ်လို့ရှိရင်ကျေးဇူးတင်တတ်တယ်အဲ့ဒါကိုတန်ဖိုးထားတဲ့လူဆိုလို့ရှိရင်လည်းသူ့ကိစ္စကိုခရီးသက်ဆိုင်ဝန်ဝန်ဆောင်ရွက်ပေးတယ်အဲ့ဒီနည်းဖြင့်စီယုံတယ်အေးတချို့ကြတော့ပေးတာကန်းတာလည်းအဓိကမထားဘူးချိုးချိုးသားသားပြောတာလည်းအဓိကမထားဘူးကိစ္စဝိစ္စဆောင်ရွက်ပေးတာလည်းအဓိကမထားဘူးသူအဓိကထားတာဘာရောဆိုရင် ကိုယ့်ကိုအထင်သေးမြင်သေးနဲ့ဆက်ဆံလာလို့ရှိရင်မခံနိုင်ဘူးတဲ့ဓာတ်နှုထားပြီးဆက်ဆံတာကိုသဘောကျတယ်ဆိုတဲ့ပုံစံတွေကိုဓာတ်နှုထားပြီးတော့ဆက်ဆံပါတယ်ဟောရအာလဝကမင်းသားလေးကပေးတဲ့ကူစုစီနီစီယုံနီးပဲသူကအဲ့ဒါလို၄မျိုးခွဲပြီးတော့လူတွေရဲ့အကြိုက်အတိုင်းစုစည်းလိုက်တာနောက်တစ်ခုသူဖြည့်ဆွဲပြီးတော့ရှောက်ထားလေးတစ်ခုရှိတယ်အရှင်ဘုရားတဲ့လောကလူတွေဟာ ဒီလိုစည်းယုံယုံနေမကဘူးတဲ့လူတွေဟာတပည့်တော်စကားနားထောင်မို့ရလောက်နားထောင်မို့ရနောက်တစ်ခုအကြောင်းကတော့တပည့်တော်ကသစ္စယဥစ္စာချမ်းသာတဲ့မင်းသားတပါတဲ့ဟုတ်တယ်လောကလူတွေကရွှေရှိမှအမျိုးတော်တာလေဆင်းရဲတဲ့လူရဲ့စကားဆိုရင်နားထောင်မှာမဟုတ်ဘူးတဲ့တပည့်တော်ကချမ်းသာချမ်းသာတဲ့မင်းသားဂုဏ်ရှိတဲ့မင်းသားဆိုတော့တပည့်တော်ဘာပြောပြောရဟော ဆင်းရဲပြီဘာမှစားစရာမရှိဘူးဆင်းရဲမွဲတေတဲ့လူတယောက်ကဥဆောင်မယ်ဆိုရင်ဘယ်သူမှနိုင်မှာမဟုတ်ဘူးအဲ့တော့ချမ်းသာဖို့ဆိုတာလည်းပဲလိုအပ်သေးတယ်တဲ့ဆိုလိုတာကဓနဂုံလေးရလည်းရှိရအောင်ဒါကြောင့်လူလူတိုင်းလူတိုင်းဟာချမ်းသာအောင်တော့ကြိုးစားကြရအောင်ကြိုးစားကြတရားဥစာနဲ့ပြည့်စုံအောင်ကြိုးစားတရားဥစာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်လူရဝင်းလား လူရဝဲနဲ့လူလောကကိုကရွှေရှိမှအမျိုးတော်တယ်ဘူဒီတိမှအမျိုးတော်တယ်ဆိုတာဒါတကယ်ပဲစားစရာမရှိဘူးဆိုရင်အမျိုးတော်မှပဲမတော်ပါဘူးလို့ချင်တယ်နော်အေးစားစရာရှိပြီသိပ်ပြီးတော့အောင်မြင်လာပြီကြီးပွားလာပြီຢာဓုတွေကြီးလာပြီဆိုရင်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်အဲ့ဒီလိုຢာဓုလည်းမရှိဘူးစီးစိမ်ဥစ္စာလည်းမရှိဘူးဆိုတဲ့ပုံကိုကြတော့ကျမ်းဖန်ပြီးတော့အမျိုးတွေကနေပယ်ထုတ်တယ် ဒါလူတွေရဲ့သဘာဝကိုပြောပြတာเนาะ